စက်ခက်ခက်ကဲစကားယူလိုက်ပေးဖို့ဝယ်စားပြပါပြီပေးဖို့တော့ကမှန်အောင်ဘုရားကြီးပေါ့နော်ဒီပြည့်ရရ109နဲ့အแท้ที่ဝင်ရလို့မရဘူးပေါ့နော်သူကဒီမှာကျောက်စာတွေမှာဘယ်လက်ချက်တော့ရှိပဲဘူးတူကျောက်စာတစ်ချက်တစ်ချက်စီမှာနံပါတ်ရေးထားတာဒါကဒီဘက်ကနံပါတ်8နောက်က7နဲ့နံပါတ်7 ရမဲ့ခီးသွွားဖလော့လေးကတော့ခါတိုင်းဖလော့လေးနဲ့မတူပဲနည်းနည်းထူးခြားတဲ့ဖလော့လေးလို့ပြောရမှာပါ။ဒါကြောင့်လဲဆိုတော့တနေ့တည်းမှာပဲ AR တိုင်းနဲ့အမျိုးတစ်မျိုးနဲ့ရန်ကုန်တိုင်းနဲ့အမျိုးတစ်မျိုးကိုသွားရောက်လည်းပတ်ခဲ့တဲ့ခီးသွွားဖလော့လေးဖြစ်နေလို့ပါပဲ။အခုအရင်ဆုံးကိုရီသွားမယ်မျိုးနှစ်မျိုးကိုမသွားခင်လမ်းမှာ မော်ဘီမျိုးမှရှိတယ်မော်ဘီဘဘိုးကြီးနဲ့နန်းကိုဝင်ရောက်ဖူးမြော့ပါမယ်မော်ဘီဘဘိုးကြီးနဲ့နန်းကမော်ဘီမျိုးကလက်စင်တန်းထဲမှာတည်ရှိတာဖြစ်ပါတယ် မော်ဘီပူပူကြီးနန်းနန်းကိုတော့စီးပွားရေးကောင်းလို့လဲသူတွေသာသီမီရဏာထွန်ကားလို့တဲ့လူတွေအစရှိတဲ့လူမှုရေးစီးပွားရေးတွေအတွက်ပွဲပေးပြီးတော့လာရောက်ဆူတောင်းကြတယ်လို့သိရပါတယ်ဆူတောင်းပြည့်တယ်လို့လည်းဆိုကြပါတယ်ပူကြီးနန်းနန်းဘေးမှာတော့ဇဘူးမန်အောင်ဆိုတဲ့စီဒီတစုရှိပါတယ်ဒီစီဒီကိုတော့1984ခုနှစ်မှာဒီဒေါ်စိန်အုပ်ဆိုတဲ့အမျိုးသမီးကအိမ်မက်အရာတည်ထားခဲ့တဲ့စီဒီလေးဖြစ်ပါတယ် မော်မီပပိုးကြီးရဲ့တမိုင်းကိုပြောရမယ်ဆိုရင်မော်မီပပိုးကြီးဟာကကုတ္တဘုရားရှင်လက်ထက်ကလေးကသာသနာကိုစောက်ရှောက်ခဲ့တဲ့တတ်တော်ရှင်နမင်းကြီးတပါးပဲဖြစ်ပါတယ်။မော်မီပပိုးကြီးတို့ပဲနောက်ထပ်ထင်ရှားတဲ့ပပိုးကြီး၃ပါးလည်းရှိပါသေးတယ်။စုလေးပပိုးကြီး၊ဘူးတထောင်ပပိုးကြီးနဲ့တင်ငန်းကျုံပပိုးကြီးတို့ပဲဖြစ်ပါတယ်။ ဘဘိုးကြီးတွေကအတိတ်ဘဝတုန်းကဘလူဘဝဖြစ်ခဲ့ပြီးတော့ဖျားရှင်နဲ့တွေ့တော့မှအကျွတ်တရားရပြီးတော့သာသနာပြုနမင်းနေဖြစ်လာတယ်လို့သမိုင်းတွေမှာဖော်ပြထားကြပါတယ်။မော်ဘီဘဘိုးကြီးကပွင့်လေပြီးတော့ဘုရားဖျားရှင်တွေရဲ့စံတော်ကိုစောက်ရှောက်ရတဲ့ဘဘိုးကြီးလည်းဖြစ်ပါတယ်။ယခုဖူးမြော်တွေ့မြင်ရတဲ့မော်ဘီဘဘိုးကြီးနန်းနန်းကလည်းနှစ်ပေါင်း100ကျော်ရှိပြီလို့သိရပါတယ်။ဟုတ်တာပေါ်ပြီးဘိုးဝိနန်းနန်းပေါ့နော်နေ့စဉ်မနေ့6နာရီ ညနေ9:00နာရီတိတိမော်ဘီမြို့ဒီလက်စင်လန်းကနေဝင်လာပြီးတော့ကုမြို့လို့ရတယ်เนาะပယ်ရမရှိပါဘူးအော်ပွဲပေးခြင်းလည်းဆိုရင်ဒီမှာပွဲတစ်ပွဲကိုငွေကျပ်3000နဲ့တပိုးကြီးကိုပွဲပေးလို့ရတယ်ပေါ့နော်ကိုင်းနန်းရှိတယ်ဒီနတ်စင်လန်းနေပြီးတော့ဆက်သွားကြည့်တဲ့အခါမှာပေါ့နော်ဒီလန်းထဲမှာဇေရီဖျားတွေတော်တော်များများကိုဖူးမြော်တွေ့ခဲ့ရပါတယ် စကိုင်းမြို့နယ်ရန်ကုန်တိုင်းနဲ့ကအဖြောင်းမြို့လေးကိုဆက်ပြီးတော့သွားနေတာဖြစ်ပါတယ်။အခုကဒါတိုက်ကြီးမြို့နယ်ထဲဝင်ပြီးဖြစ်ပါတယ်။ဒါကတိုက်ကြီးဖောင်ကြီးလမ်းမှာဒါတိုက်ကြီးမြို့အတွင်းမြင်ကွင်းနေဖြစ်ပါတယ်။အခုမြင်ရတဲ့လမ်းကဒါဂျိုးပြူစရာတော်ကြီးရှိတဲ့အဘိုးเจ้าကိုသွားတဲ့လမ်းပဲဖြစ်ပါတယ်။အဘိုးเจ้าဖလော်လေးကလည်းရှေ့မှာရိုက်ကူးတင်ဆက်ထားတာရှိပါတယ်။ အကျော်မှာတော့ဒီဘေဘက်ချမ်းမှာအဖြောက်ရေနံမြေတို့ဆိုရဲလမ်းခွဲလေးတခုရှိပါတယ်ဘေဘက်ချမ်းမှာပေါ့နော်အဲ့ဒီတဲကိုဆက်ပြီးတော့ချိုးဝင်ပြီးတော့ကားဆက်မောင်းသွားရမှာပါဒီလမ်းမကြီးပေါ်ကနေပြီးတော့ဒီစကားကြီးလမ်းခွက်အထိကမိုင်20ကျော်အကွာဝေးမှာရှိပါတယ်။ဒါကြောင့်ဒီထဲကိုနောက်ထပ်နိုင်ဝက်နေပါကာဆက်ပြီးတော့မောင်းခဲ့ရတာပါ။ဒီမြစ်ကရှာ တိုင်ကြီးမြို့နယ်အတွင်းကဒါအဖြောင်းမြို့တဲကိုဝင်ပြီးဖြစ်ပါတယ်။ဒီအဖြောင်းမြို့အတွင်းဝင်ပြီးတော့9မိနစ်လောက်ဆက်မောင်းလိုက်ရင်ဒီမှာလမ်းခွဲလေးတစ်ခုရှိပါတယ်။ဒါကစကာကြီးလမ်းခွဲပါ။ဘယ်ဘက်ကိုခြူသွားမယ်ဆိုရင်ဒါစကာကြီးမြို့ရောက်မှာပါ။ဒါကအခုရန်ကုန်တိုင်းတွင်းကနေပြီးတော့ ARD တိုင်းဘက်ကိုဝင်ပြီးဖြစ်ပါတယ်။စကာကြီးက ARD တိုင်းတွင်းမှာတည်ရှိတာဖြစ်ပါတယ်။ စကိုင်းမြို့ကိုမိုင်းအားဖြင့်ဆယ်မိုင်ကျော်အကွာဝေးလောက်ပဲရှိပါတယ်။ဒါပေမဲ့လမ်းမကောင်းတဲ့အတွက်အချိန်အားဖြင့်နိုင်ဝက်ကျော်45မိနစ်နီးပါးကောင်းမွန်ခဲ့ရပါတယ်။အောက်ကပင်လာ။ဘူးဘူးစကိုင်းမြို့ တစ်ဖက်တစ်ချက်စီမှာရှိတဲ့စပားဆိုင်ခွင်းတွေကိုကြည့်ရတာကတော့မျက်စိအေးစီကတော့အမှန်ပါပဲကဲဒါကတော့စကားကြီးကိုသွားတဲ့လမ်းပေါ်ပေါ့နော်ဘေးမှာဒီဘက်တစ်ချမ်းကလေလေခွေးနေရာလေးစိတ်နေရာပဲဟိုဂရီပါကော်စောကြီးကြာနေရာပဲตายရတယ်ပေါ့ဖြစ်မှာအဟုတ်ပါဒီအရာကြီးတိုင်းနဲ့ကိုရောက်နေပြီစကားကြီးမျိုးကိုဆက်သွားနေအောင်နော်ဘလောက်ဝေးလဲတော့မသိသေးဘူး ဆယ်မိုင်လို့တော့ပြောတယ်အခုမောင်းတော့မောင်းရလမ်းတွေကချို့နေရရကျန်းလိုက်အဲကောင်းသွားလိုက်ဆိုဖြည်းဖြည်းချင်းပဲသွားနေရပါတော့ဒီညာလေးကလှခဏစဉ်းစားတာပါ ဂါကြီးမှာဂုံချင်းဖျားရှိတယ်တဲ့နောက်ဖျားကားနဲ့သွားလို့မရတော့သွားမသွားတော့ပါဘူးနောက်ဘဝရိတ်တာရှိတယ်တဲ့ဒီဇဂါကြီးမှာပေါ့နော်အုပ်မိုးရင်းဆိုတော့သွားလို့ကတိတ်ဆိတ်မပြေတော့အိပ်ဘက်တွေကမသွားဖြစ်တော့ပါအိပ်ဘက်တွေဆယ်ခုပေးပါဟုတ်လားဘာလဲမဟုတ်ဘူး စကကကစကယူလိုက်ပေးဖို့ဝယ်စားကြည့်ပါဘီပေးဖို့စားကြည့်ပါမယ်တခု900ပါမမကောင်းလဲဟုတ်ဟုတ်ဒီကောင်ရပုံလေဒီကောင်ရပုံလေအဲ့လိုကောင်လဲညို့ရလမ်းကျန်းနေခက်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 လာပြီးတော့ညို့ကတိတ်ဟိုလဲစီရပတ်စီရတိတ်မရှိဘူးပြတ်သွားတာပေါ့နော် ြဲပေါ်တော့ရှင်မြင်းလိုက်နေရာလေးမှာတဟိုဆင်းရိုက်တာပါဟိုဘက်မှာဘာမှမရှိတော့ဒီဘက်မှာပဲဆင်းရိုက်ရတာပေါ့နော်ဟိုလာရဲ့လမ်းလေးရဲ့အตาရာဆိုင်းဆူပြီးတော့လှပနေရပဲလမ်းမှာတော့ YPS နံပါတ်124ကားပြည့်စွင့်နေရကိုတွေ့မြင်ခဲ့ရပါတယ်။ဒီကားကစကိုင်းမြို့ကနေရင်းစိမ် BOC မှတ်တိုင်အထိပြည့်စွင့်တယ်လို့ရေးထားတာတွေ့ခဲ့ရပါတယ်။ ွဲဒီကားကိုပြန်မောင်းလာပြီးတော့ညာဘက်လမ်းတိုင်းမတက်တက်မောင်းသွားမယ်ဆိုရင်တော့ဒီဟာကအဖြောင်းမြို့လေးကိုရောက်ရှိမှာဖြစ်ပါတယ်။ဖြောင်းမြို့လေးကိုတော့လွန်ခဲ့တဲ့နှစ်နှစ်နီးပါးကလာရောက်လည်ပတ်ခဲ့ဘူးပြီးတော့ဖလော့တစ်ပုတ်လည်းရိုက်ထားဘူးလားရှိပါတယ်။အဲ့ဖလော့လေးကိုဒီမှာပြတ်တားထားပါတယ်။သွားကြည့်လို့ရပါတယ်။ဒီဖလော့မှာတော့အဲ့တုန်းကမရောက်ခဲ့လိုက်တဲ့ကြောက်စာတိုက်ကို အတိအကျရခုပြတ်တားတော့မှာဖြစ်ပါတယ်။ ဒီအလဲမှာကျွန်းဟိုးဘက်မှာမြစ်ကြီးအဲ့ဒါ AR မြစ်ကြီးပေါ့နော်ဟိုးဘက်တစ်ချမ်းကြည့်ကြည့်လေဒီအမေပြောလိုက် ုတောင်းပြည့်ထောင်လို့ဘုရားကြီးတို့တဲ့လောကမှာအောင်ဘုရားကြီးပေါ့နော်ဒီပြည့်ရဲ့တရားနဲ့ကိုးနေတဲ့တတတတရားကိုးနေရှိပါပြီကြောက်စာတွေကဒီဖះကြီးနဲ့ဖះရဲ့တစ်ဖက်တစ်ချက်စီမှာတွေ့ရပါတော့ဒီမှာကြောက်စာကပါပြီးတော့နံပါတ်၈ကြောက်စာတွေအများကြီးပဲ

တိုင်အမှတ်3အဲ့ဒါအမှတ်နဲ့ကြောက်ချက်ရရဝင်းနီ54ချက်ဖះရည်ကိုဝယ်လာရင်ဒီမှာတော့ကမှဖះရည်ပူပြီးသွားတယ်ဟိုဘက်မှာအဲကြောက်စာတိုက်အမှတ်7ပေါ့နော်ဒီဘက်ချာကကြောက်စာတိုက်အမှတ်2ပါအဒီအပြင်မှာကြောက်စာတိုက်နံပါတ်3ပေါ့နော်ဟိုဘက်အပြင်မှာရှိပါတယ်မချက်ပါ ထရာကဝီနီစ်ရန်ဆက်တရာ32သုတ်တန်က403အပိဓမ205ပေါင်း920ဒါကကြောက်စာတိုင်အမှတ်သုံးနဲ့ကြောက်ချက်ရည်အပိတမ205ချက်ရှိတယ်ဒီဘက်လာကြောက်စာတိုင်အမှတ်က5ခုရှိရပါတော့ဒီမှာ3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164 165 156 ဒီဘက်မှာ၄ဟိုးဘက်မှာတခုက၅ခုပေါ့เนาะအဲ့ဒါအဲ့ဘက်တည်းကကျတော့ပိတ်သွားပြီပိတ်သွားပြီဆိုတော့ရိုက်ပြလို့စမပြေတော့ဘူးပေါ့เนาะအခုကလည်းညနေက6နာရီထိုးအောင်မဆိုပိတ်ပြီပေါ့တကားပိတ်ထားပြီမယ်ဒီကြောက်စာတက်ရှိရဲ့အဆောက်အအုံလေးကိုရိုက်ပြပါမယ်ဒီမှာပိတ်ထားပြီเนาะ အခုဒီကျောက်စာတိုက်ကကြတော့ဒီမန္တလေးကကပအကြီးဆုံးဟိုစားစားဦးကြီးဆိုတာရှိရလေဟိုကျောက်စာတွေနဲ့ထွင်းတာအဲ့ထရက်ကိုအချက်ရင်နှစ်ချက်ပဲယော့တယ်လို့သိရပါတယ်ဒီကျောက်စာတိုက်ကဒီမှာ920ပေါ့နော်ဟိုက922ချက်ဖြစ်နေတယ် ဒီကျောက်စာတိုက်တွေက2015ခုနှစ်ကျမှာပေါ့เนาะထွင်းထူပြီးတော့ဒီမှာပူဇော်ထားရှိတာဖြစ်ပါတယ်။ဒီဘက်မှာလျှောင်းနှုတ်ဘုရားကြီးရှိပါတယ်။လျှောင်းနှုတ်ဘုရားကြီးကိုရိုက်ပြပါအောင်မယ်။